ကရင်မျိုးသားအစည်းအရုံး KNU ရဲ့ဒီမကြသေးခင်ကပေါ့လေဒီစစ်စင်ရေးတစ်ခုဟာမြန်မာထိုင်းနယ်စပ်ကနယ်စပ်ဖြတ်ကျော်ငွေလိမ်လည်မှုကွန်ရက်ကြီးတစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။အရင်က DKBA ဒီထိန်းချုပ်နယ်မြေဖြစ်တဲ့မင်းလက်ပံရွာက စခန်းတွေကို KNU ကဝင်ရောက်စီးနှင်းခဲ့ရမှာတော့အာဒီနိုင်ငံတကာကဒီတခြားနိုင်ငံသားတွေအများကြီးကို ကယ်တင်ဖမ်းဆီးရမိခဲ့ပါတယ်။အာအဲ့ဒီဖြစ်စဉ်ဟာကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတိုက်ဖြတ်ရေး တွက်တကယ့်ကိုမှအရေးပါတဲ့အလှည့်ပြောင်းတစ်ခုကို ဖြစ်ပေါ်လာနိုင်စီပါတယ်။အာ KNU မြေပြင်အဖွဲ့ရဲ့နိုဝင်ဘာလ23ရက်နေ့နဲ့24ရက်နေ့တွေ့ရှိချက်တွေအရဆိုရင်အဲ့ဒီစခန်းထဲမှာနိုင်ငံပေါင်း10နိုင်ငံကအာနိုင်ငံသားသားစုစုပေါင်း840တယောက်ကိုတွေ့ခဲ့ရတယ်လို့ဒီကနေ့မှပဲသတင်းထုတ်ပြန်ထားတာပါ။အဲ့ဒီလူတွေထဲမှာဆိုလို့ရှိရင်ဒီ Ethiopia နဲ့ Rwanda ကအာဖရိကနိုင်ငံသားတွေအပြင် တရုတ်ထိုင်ဝမ်ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံအပါအဝင်အာရှနိုင်ငံသားအများကြီးပါဝင်နေပါတယ်။ KNU ကအဲ့ဒီစခန်းထဲကနေတင်စီရမိထားတဲ့ကွန်ပျူတာတွေနောက်ပြီးတော့ mobile ပစ္စည်းနဲ့ဒီစုံစမ်းအာစစ်ဆေးမှုဆိုင်ရာ အထောက်ထား data အလုံးကိုကျွမ်းကျင်စွာလေ့ကျင့်ထားတဲ့ရာဇဝတ်မှုမြင်ကွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွေစီကိုလွှဲပြောင်းပေးမယ်လို့တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ KNU ဟာဒီအခြေအနေကိုနယ်မြေအာနယ်မြေပေါ့လေဒီနယ်ဖြတ်ကျော်အာငွေလိမ်လည်မှု ှုဂိုင်းများစုံစမ်းစစ်ဆေးရေးအတွက်တမိုင်းဝင်သင်ခန်းစာတစ်ခုအဖြစ်အသုံးချဖို့နိုင်ငံတကာအတိုင်းအဝိုင်းကို အရေးပေါ်တောင်းဆိုထားပါတယ်။